ားလုံးမင်္ဂလာပါဒီဘက်ကဟန် knowledge sharing channel အနေနဲ့ချိုးဆိုပါရစေဒီနေ့ဒီချင်းနဲ့အတူ grade 12 biology chapter 4.1.1 disease causing fertility ကိုလေ့လာကြရအောင် plant disease is caused by a pathogen biotic or infectious disease or an environmental factor a biotic or non infectious disease အပင်ဒီမှာဖြစ်တဲ့ရောဂါတွေက pathogen စေကြောင်းဒါမှမဟုတ်လို့ရှိရင် environmental factor စေကြောင်းဖြစ်ပေါ်နိုင်တာဖြစ်တယ် ပသူချင်းစေဖြစ်တဲ့ fungus, bacteria, viral, nematodes, insect တွေကြောင့်ဖြစ်တဲ့ရောဂါတွေကို bacteric or infectious disease လို့ခေါ်ပြီးတော့မှ abiotic factors ဖြစ်တဲ့ environmental pollutions, nutritional imbalance, chemical imbalance, metal toxicity, physical injuries ကြောင့်ဖြစ်တဲ့ရောဂါတွေရော abiotic or non infectious disease လို့ခေါ်တာဖြစ်တဲ့ bacteric or infectious diseases အကြောင်းကိုဆက်ပြီးတော့လေ့လာကြရအောင် party diseases can spread throughout one plants and also may spread to neighboring plants of the same species party diseases တွေက living organism ပသိုဂျင်စီကြောင့်ဖြစ်တဲ့အတွက်အပင်တစ်ပင်နဲ့မှပင်အပင်ရဲ့အစိတ်ပိုင်းတစ်ခုအနေတစ်ခုကိုပြန့်နှံ့နိုင်သလိုအနီးအနားမှာရှိတဲ့ species တူတဲ့ plants တွေရှိလို့လေယောဂါရင်ပြန့်နှံ့နိုင်တာဖြစ်တဲ့ These include biotic problems caused by living organisms such as pathogens, nematodes, insects, and other arthropods. Biotic disease delay ma living organisms nematodes, insects ne tacha arthropods se chang chite biotic problems se ne pawana chite di pom ma ro apini ko yoga phit se de pets ti ko pya tha chite apin ye amit ma ထိုးဝင်နေတဲ့ nematodes ကို microscope အောက်မှာမြင်ရတာကိုပြထားတဲ့ပုံဖြစ်တယ်။ Bounded diseases sometimes show physical evidence signs of the pathogen such as fungal growth, bacterial ooze or nematosis or the presence of mites or insects. Bounded diseases တွေကတခါတလေမှ pathogen စီရဲ့ physical evidence တွေလက္ခဏာတွေကိုပြသကြတယ်။ example အနေနဲ့ဆိုလို့ရှိရင် fungus တွေပွားနေတာမျိုး bacteria infection ဖြစ်တဲ့အခါမှာအရေးကြီးစိမ့်ထွက်နေတာမျိုး nematodes ရဲ့ cyst တွေဒါမှမဟုတ်လို့ရှိရင်အပင်ပေါ်မှာ mites တွေ insects တွေကိုမြင်တွေ့နိုင်တာဖြစ်တယ် Many plant problems, especially biotic problems, if not recognized and controlled early in their development, they can result in significant economic damage for the producer. plums တွေရဲ့ problems အများစု အထူးသဖြင့် body problems တွေကအဖြစ်ဖြစ်ချင်းစောစောစီစီယောဂါတွေကိုသိရှိပြီးယောဂါတွေကို control လုပ်တာမျိုးမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ဒီအပေနေကိုစိုက်ပျိုးတဲ့ producer အတွက်ကို စီးပွားရေးတိတိတန်တန်ထိခိုက်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်။အပေနေအထွက်တိုးကြတာတွေတင်းနှံနေရဲ့အရေသွေးတွေကြာဆင်းတဲ့အတွက်ကြောင့်စီးပွားရေးကိုထိခိုက်နိုင်တာဖြစ်တယ်။ Therefore, timely and accurate diagnoses are required so that appropriate pest and disease management options and other corrective measures can be implemented. အဲ့ဒီတွဲကြောင့်ရောဂါတွေကို အချိန်မီတိတိကျကျသိရှိနိုင်ပြီးတဲ့အခါမှာသင့်တော်တဲ့ pest နဲ့ disease management တွေကိုလုပ်ပေးရမှာဖြစ်တယ်။အပင်နေရောဂါဖြစ်တာကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေရောဂါဖြစ်နေတာကိုပြန်လည်ပြီးတော့မှ ကုသပေးနိုင်တဲ့တခြားနီးလန်းတွေကိုအကောင့်ထဲပုံဆောင်ရွက်ရမှာဖြစ်တယ်။ဒီပုံမှာဆိုလို့ရှိရင်ပိုးသက်ဆေးတွေကို hand spray နဲ့ဒီမှာဆိုလို့ရှိရင် drone နဲ့ဖြန်းနေတာကိုတွေ့ရမှာဖြစ်တယ်။ဒီ pyramid ကတော့ဗန်းချန်တွေမှာလုပ်တဲ့ integrated pest management ကိုပြထားတာဖြစ်တယ်။ ပတ်သွင်းခြင်းစေကို ကာကွယ်ဖို့အတွက် cultural practices တွေ physical methods တွေ biological controls နဲ့ organic sprays တွေကို ပူးပေါင်းပြီးတော့မှလုပ်ဆောင်ရမှာဖြစ်တယ်။ပထမဆုံးအနေနဲ့ cultural practices တွေကိုလုပ်ရမှာဖြစ်တယ်။အပင်တွေကိုစပြီးတော့မှစိုက်ပျိုးစဉ်ကလေးကိုက healthy swine တွေကို maintain လုပ်တာမျိုးတခြားတွဲဆိုင်မဲ့အပင်တွေကိုရွေးချယ်တာမျိုးတွေကိုလုပ်ရမှာဖြစ်တယ်။ physical methods အနေနဲ့ ပတ်စင်ကိုဖယ်ပစ်တာမျိုးနဲ့ barrier တွေထားတာမျိုးတွေဖြစ်တယ်။ biological control နေနဲ့ဆိုလို့ရှိရင် natural predator စီဖြစ်တဲ့ lady bird စီတခြားအကျိုးပြုတဲ့ insect တွေကိုမွေးမြူတာမျိုးဖြစ်တယ်။ organic spray နေနဲ့ဆိုလို့ရှိရင်တော့ wine စီကိုသုံးပြီးတဲ့အခါမှာ pest စီကိုဖယ်ထုတ်ပစ်တာမျိုးဖြစ်တယ်။ pesticide စီသုံးတာကတော့ management မှာနောက်ဆုံးအနေနဲ့မှအသုံးပြုတာဖြစ်တယ်။ ပက်စီကိုတိုင်းရိုက်သေးစေနိုင်တာဖြစ်ပြီးတော့မှ toxicity ပိုပြီးတော့မှများနိုင်တယ်။အပင်နေမှာဖြစ်ပေါ်တဲ့ abiotic or non infectious diseases တိအကြောင်းကို separate လေ့လာကြရအောင်။ abiotic diseases are caused by non living factors such as drought stress, sand scorch, freeze injury, wind injury, chemical injury, nutrients deficiency or improper cultural practice such as overwatering or planting conditions aquatic diseases တွေကတော့ non living factors တွေအကြောင်းဖြစ်တာဖြစ်တယ် non living factor စီကတော့မိုးခေါင်ရေရှားတာမျိုးနေပူနံအရန်ပြင်းတာမျိုး temperature အရန်အေးတဲ့အတွဲကြောင့် freeze injury ရတာမျိုးလေဒီဒါမှမဟုတ်လို့ရှိရင် chemical စီကြောင့်ပျက်စီးတာမျိုး nutritional deficiency ဖြစ်တာမျိုးနဲ့ အပင်စိုက်တဲ့ practice တွေဖြစ်တဲ့ရေတွေအရန်လောင်းတာမျိုးနဲ့တခြားမသိညော်တဲ့ planting condition တွေကြောင့်ဖြစ်ပေါ်တာဖြစ်တယ်။ These diseases are caused by conditions external to the plant not due to living agents. Abiotic diseases တွေကတော့ living agents တွေကြောင့်ဖြစ်တာမဟုတ်ဘဲနဲ့အပင်တွေရဲ့အပြင်ဘက်မှာရှိတဲ့ condition တွေကြောင့်ဖြစ်ပေါ်တာဖြစ်တယ်။ They cannot spread from plants to plant. s but are very common and should be considered when assessing the health of any plant. Living organism တွေကြောင့်ဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်အပင်တပင်ကနေတပင်ကိုကူးစက်တာမျိုးမဖြစ်နိုင်မိမဲ့အပင်နေမှာ aerobic diseases တွေဖြစ်ပေါ်တာကအတော်လေး common ဖြစ်တာဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်ဘယ်ပင်ဝဲဖြစ်ဖြစ်ကျန်းမာရေးစစ်ဆေးတဲ့အခါမှာ aerobic factor တွေကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်တယ် Examples of hepatic disease include nutritional deficiency, swine compaction, salt injury, ice and sand scotch. Hepatic diseases example ရတော့အာဟာရမပြည့်ဝတာတွေမြေဆိုင်ခဲတွေပြုတ်သိမ့်နေတဲ့အတွက်ကြောင့်အပင်ကောင်းကောင်းမပေါက်နိုင်တာတွေစားငံရည်တွေဒါမှမဟုတ်လို့ရှိရင်အေးခဲနေတာတွေကြောင့်ပျက်စီးတာမျိုး နေအရန်ပူတဲ့အတွက်ကြောင့်တိရွက်တီပျက်စီးတာမျိုးတွေကို ပြောတာဖြစ်တယ်။ဒီပုံမှာတော့ mineral deficiency ကြောင့်တိရွက်တီမှာဖြစ်ပေါ်တဲ့ပျက်စီးမှုတွေကိုပြထားတာဖြစ်တယ်။ Aphotic damage often occurs on many plant species. Aphotic damage က plant species အများကြီးမှာမကြခဏဖြစ်ပေါ်နိုင်တာဖြစ်တယ်။ Drought stress or chemical injury will likely cause damage on several types of plants. မုန်းကောင်ရေရှားတာဒါမှမဟုတ်လို့ရှိရင် chemical injuries တွေဖြစ်တာမျိုးက အပင် အမျိုးအစားအများကြီးကို တပြိုင်နက်တည်းထိခိုက်စေနိုင်တာဖြစ်တယ်။ In contrast, biotic disease problems are more limited to a certain species. A biotic disease နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် biotic disease problems တွေကအပင်တွေရဲ့တိကျ species တွေကိုပဲထိခိုက်နိုင်တာဖြစ်တယ်။ For example, the fungi that cause tomato leaf blight do not cause damage on sweet corn. Example အနေနဲ့ဆိုလို့ရှိရင် tomato leaf blight ကိုဖြစ်စေနိုင်တဲ့ fungal infection ကပြောင်မှုပင်ကိုသွားပြီးတော့မှ damage ဖြစ်တာမျိုးမဖြစ်နိုင်ဘူး။ Species မတူတဲ့အတွက်ကြောင့်ရောဂါမဖြစ်နိုင်တာကိုပြောတာဖြစ်တဲ့ Abiotic damage does not spread from plant to plant over time. Aborted damage တွေက living organism တွေကြောင့်ဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်အပင်တပင်ကနေတပင်ကို ကူးစက်တာမျိုးမဖြစ်နိုင်ဘူး။ Aborted diseases do not show the presence of disease signs. Aborted diseases တွေမှာဆိုလို့ရှိရင် aborted disease တွေလိုမျိုးပက်သိုဂျင်စေရဲ့ specific ဖြစ်တဲ့ရောဂါလက္ခဏာတွေကိုကြားလိမ့်မရှိဘူး။ ဥမာဆိုလို့ရှိရင် fungal growth တွေဖြစ်လို့အရွက်တွေပေါ်မှာအဖြူအောင်အကွက်တွေရှိနေတာမျိုးကိုယောဂလက္ခဏာလို့ပြောတာဖြစ်တယ်။ Plant diseases are their occurrence and severity result from the impact of three factors. အပိနီမာဖြစ်တဲ့ယောဂရီရဲ့ဖြစ်ပေါ်မှုနဲ့ပြင်းထန်မှုတွေက factor သုံးခုပေါ်မှာမူတည်တာဖြစ်တယ်။ They are the host plant, the pathogens and the environmental conditions. This is represented with the disease triangle as shown in the figure ဒီ factor 3ခုကို disease triangle အနေနဲ့ပုံမှန်ပြထားတာဖြစ်တယ်။အဲ့ factor 3ခုကတော့ပင်ရဲ့ခန္ဓာရင်ရှိမှုယောဂဖြစ်စေတဲ့ pathogens ရဲ့အမျိုးအစားနဲ့ယောဂဖြစ်စေနိုင်တဲ့ဆွမ်းအားအပင်ပေါက်နေတဲ့မြေကြီးတွေပတ်ဝန်းကျင်မှာရှိတဲ့ environmental conditions တွေက ေနေကိုယောဂဖြစ်စေနိုင်မှုနဲ့ယောဂပြင်းထန်မှုတွေကို ဆုံးဖြတ်ပေးတာဖြစ်တယ်။ဒီနေ့ဒီချိန်နဲ့အတူ Grade 12 Biology Chapter 4.1.1 Disease Causing Factors ခေါင်းစဉ်အောက်မှာအပီနီမာဖြစ်ပေါ်တဲ့ Bartic on Infectious Disease နဲ့ Abartic on Non-infectious Disease တွေအကြောင်းကိုလေ့လာခဲ့ကြတယ်။ Bartic on Infectious Disease တွေက Living Organism တွေကြောင့်ဖြစ်တဲ့အတွဲကြောင့် အပင်တပင်အားနေတပင်ကိုပြန့်နှံ့နိုင်တာမျိုးပက်သိုဂျင်စ်ရဲ့ယောဂစိုင်းစီကိုကြားသာတာမျိုးတွေဖြစ်ပေါ်တယ်။ Aphotic or non-infectious diseases တွေကတော့ပက်သိုဂျင်စ်ကြောင့်ဖြစ်တာမဟုတ်ဘဲနဲ့ non-living factor စီကြောင့်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ယောဂပြန့်နှံ့တာမျိုးဖြစ်ပေါ်ခြင်းမရှိဘဲနဲ့ plant species တွေအများကြီးကိုတပြိုင်တည်းထိခိုက်စေနိုင်တာကိုသိလာခဲ့ကြတယ်။အပင်နေမှာယောဂဖြစ်ပေါ်မှုနဲ့ severity ကို disease triangle ဖြစ်တဲ့ host plan pathogens နဲ့ environmental conditions ရဲ့ interaction တွေကဆုံးဖြတ်တယ်ဆိုတာကို လေ့လာခဲ့ကြတယ်။ဆယ်ရုံးနဲ့အတူမြန်မာပြည်မှာရှိတဲ့ Great Dwarf Pathology ကိုလေ့လာနေတဲ့အကြောင်းသားအကြောင်းတူတွေအတွက် Zivak Knowledge Sharing Channel ကို like and share လုပ်ပေးကြပါ။ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာ channel အတူပြန်လည်ဆုံတွေ့ကြပါစို့။